ရုပ်ရှင်ရဲ့အစမှာတော့ SK Latte ဆိုတဲ့သူတယောက်ဟာသူ့ရဲ့အကြောင်းဆရာလောက်ရမဲ့တာဝန်အတွက်လက်တင်အမေရိကလူမျိုးတွေနေထိုင်တဲ့မြို့က coffee ချောင်းကိုသူကအဟောင်းလေးနဲ့ထွက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်လက်တင်လူမျိုးတွေရဲ့နေစဉ်ဘဝလှုပ်ရှားရုန်းကန်နေရပုံတွေကိုတွေ့ခဲ့ရပြီးအကြောင်းရောက်မှာတော့သတင်းစိုးတစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူ့ကိုကွန်ပျူတာဆရာဖြစ်လာသင်ပေးဖို့ခေါ်ထားတာဆိုပေမဲ့တကယ်တမ်းမှာတော့အကြောင်းမှာကွန်ပျူတာတလုံးမှမရှိတဲ့အတွက်သူသင်ချာဆရာဖြစ်တာဝန်ပေးခံလိုက်ရပါတယ်။ဒါမဲ့လည်းတခြားရွေးချယ်ဆရာမရှိတာကြောင့်သင်ချာသင်ဖို့ပဲလက်ခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူ့ကိုသင်ချာထံသာဖို့ Miss Olika ကသင်ရမယ့်အခန်းကိုလိုက်ပြခဲ့ပါတယ်။ ကန်ဆိုးကျင်တော့ escalate တင်ရမယ့်ចောင်းသားတွေဟာတဒန်းလုံးဘယုတ်ဒုက္ခဖြစ်ပြီးမထီမဲ့မြင်လောက်တက်တဲ့သူတွေကြီးပါပဲ။နောက်ပြီးသူတို့တွေကတင်ချဆိုရာရေးမပါတဲ့ဘာသာကြီးပါလို့ပြောနေပါသေးတယ်။ escalate ကသူတို့ကိုတတ်နိုင်စိုးစာတင်ဖို့ကြိုးစားပေမဲ့ចောင်းသားတွေကတော့တစ်စက်မှတင်လို့မရအောင်နှောက်ရှက်နေခဲ့ပါတယ်။ပူဆိုးကျင်တော့ဘာမှတော့မပြောရသေးဘူးတန်းချိန်ပြီးတဲ့လျှက်ဆက်ခေါင်းလောင်းကထမိတော့အားလုံးထွက်သွားကြပါတယ်။တကယ်တော့အဲ့ဒီခေါင်းလောင်းကိုចောင်းသားတွေကမြည်ကျင်းတဲ့ချိန်ထမိအောင်ကလိထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့အတန်းပြပြီဆိုတော့အိမ်ကျန်မှုသူကားစီသွားတဲ့အချိန်ကားမန်နေကွဲနေပြီးရေဒီယိုလဲပြောင်းနေတာကိုတွေ့လိုက်ရပါတယ် သူ့ရဲ့ပထမဆုံးနေ့မှာပဲ escalator ရဒေါသထွတ်ထွတ်နဲ့အိမ်ကိုပြန်လာခဲ့ရပါတယ်။အဲဒီနောက်အိမ်ရောက်လို့မိုက်ထွက်ပြင်ရင်ကအိမ်ကြီးချင်းကျိုးနဲ့စကားပြောမိရင် escalator ကဒီကိုမြောက်ခင်အရင်ကကွန်ပျူတာကုမ္ပဏီတခုမှလာစာကောင်းကောင်းနဲ့လုတ်လုတ်ခဲ့ကြအောင်ကျွန်တော်တို့သိလိုက်ရပါတယ်။ဒီကြောင့်ဆရာလုတ်ကိုပြောင်းလိုက်ရတယ်ဆိုတာဟာလေတတင်လူမျိုးចောင်းသားတွေကိုမှတ်ကောင်းအောင်គੁੰញីပေးခြင်းလိုပဲဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာတော့ចောင်းသားတွေစိတ်ဝင်စားအောင် drama ဆန်ဆန်ဝက်စားပြီးစာသင်ခန်းတွေကိုဝင်သွားခဲ့ပါတယ်။တာသက်သမားဝက်စုံဝက်ပြီးပန်းတိရိတ်ကိုလွဲကဝင်လာတဲ့သူကိုចောင်းသားတွေဝိုင်းကြည့်နေခဲ့ပါတယ်။ အဲ့နောက်ပန်းသီးတွေကိုအညီမျှပန်းပြီးကျောင်းသားတွေစီကိုအညီမျှခွဲပေးလိုက်ကအချို့သဘောတရားကိုတင်ဖို့ကြိုးစားခဲ့ပါတယ်။အအောင်စွာပဲသူ့ကြံကလှုပ်ဖြစ်ခဲ့ပြီးကျောင်းသားတွေတစ်ချိန်တည်းမှာပဲရေမောလိုက်တင်နေတာကိုနားထောင်လိုက်ရပါတယ်။ဒါမဲ့ကျောင်းသားတယောက်ကသူ့ကိုလက်ကလေးထောင်ပြတော့ဒေါသကိုမနှဲထိန်လိုက်ရပြီးလက်ချောင်းတွေနဲ့နိုင်လီကိုတင်ပေးနေခဲ့ပါသေးတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့ SK Lady ရဲ့စိတ်ဝင်စားမှုကောင်းစွာတင်ပြမှုပေါ်ကျောင်းသားတွေမနေနိုင်တော့ပဲအတန်းလာတက်ကြပါတယ်။ အဲ့နောက်မှာတော့ escalator တင်ချရဲ့အရေးပါပုံကမ္ဘာကြီးမှာတင်ချပညာဘယ်လောက်ထိစိုးမိုးထားပုံတွေကိုចောင်းသားတွေကိုထိုင်ရှင်းပြပြီးသူတို့ရဲ့စိတ်ဝင်စားမှုပိုရလောင်လဲလက်တင်လူမျိုးတွေရဲ့တမိုင်းចောင်းကိုပါပြောပြခဲ့ပါတယ်ပညာရေးကဏ္ဍဟာအရေးကြီးចောင်းလဲပြောပြပြီးပညာမတတ်တဲ့သူဟာကိုယ်စိတ်ကြိုက်တဲ့မူဝဲចောင်းကိုရွေးချယ်ခြင်းမရှိပဲကြက်ကြော်ရောင်းတဲ့အလုပ်ဓာတ်စီဖြည့်တဲ့အလုပ်တို့စတာတွေကိုရွေးချယ်ခြင်းရှိတဲ့ចောင်းပြောပြနေခဲ့ပါတယ်ကံကောင်းစွာပဲចောင်းသားတွေကလည်းသူစကားပေါ်ထောက်ခံတဲ့သဘောဆောင်လာကြပြီးအတန်းပေါ်မှာပို့ပြီးအာယုံထားလာကြပါတယ် အဲ့နောက်ဆီယာမြအစည်းအဝေးမှာအကြောင်းအကြီးကအကြောင်းသားတွေရဲ့ဆိုးရွားလုံးနဲ့အောင်ချက်တွေကြောင့်အကြောင်းရဲ့ပုံရိပ်ကိုထိခိုက်လာနေပြီဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။အဲ့ဒီချိန်မှာတင်ကြားဌာနမှူး Miss Olika ကအကြောင်းသားတွေမှတ်ကောင်းအောင်ဒီကဆီယာဆီယာမတွေတင်ပေးလို့မရနိုင်ဘူးလို့ပြောလာခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ SK လက်တရအဲ့ဒီစကားကိုလက်မခံပဲသူ့ရဲ့ထူးခြားတဲ့နီလန်းနေနဲ့အကြောင်းသားတွေကိုမှတ်ကောင်းအောင်လုပ်ပေးနိုင်ပါတယ်လို့ပြောခဲ့ပါတယ်။သူ့အစီအစဉ်ကိုအကောင့်ထဲပို့ဖို့ SK လက်တရနောက်တနေ့မှာညဆက်စာမေးပွဲအသေးစားလေးကိုတန်းသားတွေကိုစစ်ခဲ့ပါတယ်။တိတ်မဖြစ်ခြင်းတဲ့အကြောင်းသားတွေကိုတင်ချာဆိုတာလူမျိုးရေးခွဲခြားမှုတွေစင်တန်းခွဲခြားမှုတွေကိုတွန်းလှန်တိုက်ထုတ်နိုင်တဲ့လက်နက်ပဲလို့အားပေးစကားပြောခဲ့ပါတယ် နောက်ထပ်ဇာဝင်ကမှာတော့ SK Athletic တယောက်ကြောင်းစင်းကြံမှာလမ်းလျှောက်နေတဲ့အချိန် Angel ဆိုတဲ့ចောင်းသားတယောက်ကသူ့တင်ချာတီထက်ပိုလေးလာခြင်းပဲမယ်။တငယ်ချင်းတွေဖီးအားကြောင့်လေးလာလို့မရကြောင်းတိုးတိုးတိတ်တိတ်ပြောပြခဲ့ပါတယ်။ဒါကြောင့် SK Athletic ကသူ့ကိုအိမ်မှာလေးလာလို့ရအောင်စာကြည့်တိုက်ကနေစာအုပ်ချုပ်ငှားပေးလိုက်ပါတယ်။ဒါမဲ့ចောင်းသားတိုင်းကတော့စာလိုက်မလုပ်ခဲ့ပါဘူး။လူဆိုတဲ့ចောင်းသူတယောက်ဟာအိမ်စာလည်းမထက်တဲ့ပြင်ចောင်းမှာမိခွန်းတွေမေးရင်လည်းထပြီးမဖြေခဲ့ပါဘူး။ဒါကြောင့် SK Athletic ကအပြစ်ပေးတဲ့အနေနဲ့အတန်းရှိထွက်ခိုင်းလိုက်တဲ့အခါတငယ်ချင်းတွေရဲ့လောင်ရည်ချင်းကိုခံလိုက်ရပြီးရှစ်သွားခဲ့ပါတယ် ်အက်စကလက်တရဒီလိုလုပ်ရတာစိတ်မကောင်းပေမဲ့ဒီလိုရှက်သွားမှဆာလုပ်တော့မယ်ဆိုတာကိုသူကောင်းကောင်းကြီးသိနေလို့ဖြစ်ပါတယ်။နောက်ထပ်ဇာဝင်ကမ်းမှာတော့လက်တင်လူမျိုးចောင်းသားတွေရဲ့စာသင်ခန်းအပြင်ကခက်ခဲတဲ့ဘဝတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အင်ဂျီယာသူ့ရဲ့မကျမ်းမာတဲ့အဖွားဖြစ်သူကိုကြိရှုစောင့်ရှောက်ရရင်တစ်ဖက်မှာចောင်းစာတွေနဲ့လုံပန်းခဲ့ရပါတယ်။လူဆိုရင်လည်းမိဘတွေကလုံများတဲ့သူတွေဖြစ်တဲ့အတွက်ညီမလေးနဲ့မောင်လေးကိုသူတယောက်တည်းလင်းမီအောင်ထိန်းចောင်းရရင်ចောင်းစာကိုလူလုံနေရပါတယ်။တို့လိုပဲတခြားចောင်းသားတွေဟာလည်းမိသားစုကိုကူညီပေးရတဲ့ဖီးရီအောင်မှာစာကိုလူရဲ့လုံနေရတာပဲဖြစ်ပါတယ် ။အတန်းထဲမှာစာတောင်စုံဆိုတဲ့အန်နာဆိုတဲ့အကြောင်းသူလေးရဆိုရင်ရုံးကန်နေရတဲ့မိသားစုစားတောင်ဆိုင်လေးမှာဝိုင်းကူလှုပ်ပေးဖို့အကြောင်းဆက်မတက်တော့ပဲနေခဲ့ပါရယ်။ဒီလိုနဲ့တည့်ရမှာတော့ SK Latin နဲ့သူ့ရဲ့ဇနီးဖြစ်သူ Fabiola လို့အန်နာရဲ့စားတောင်ဆိုင်မှာတွားစားခဲ့ကြရင်အန်နာကသူမအဖေနဲ့မိတ်ဆက်ပေးခဲ့ပါရယ်။ဒီလိုနဲ့အစားတောက်တွေကောင်းကြောင်စကားပြောကြရင်ကပညာရေးအကြောင်းအရာစီကိုရောက်သွားခဲ့ကအနာကိုကြောင်းပြန်ထားဖို့ SK Latin ကအနာဖေကိုတောင်းဆိုခဲ့ပါတယ်။အနာဖေကကြံကိုလက်မခံပဲမိကလေးတွေကကြောင်းမပြည့်ခင်ဘိုက်ကအရင်ကြီးနေနေပြီဆိုတဲ့အကြောင်း SK Latin ကိုပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့အနာဖေရဲ့အမြင်ကျင်းမှုပေါ်အက်စကလက်တီကစိတ်ပြက်သွားပြီ အခုလိုပညာရေးလမ်းကြောင်းကိုပိတ်ပင်လိုက်တာ NR ရဲ့ကံကြမ္မာကိုကန့်ဆိုးမှုမောင်းကြစီတာပဲလို့ NR ဖေကိုမှတ်ချက်ပေးသွားခဲ့ပါတယ်။နောက်တစ်နေ့တန်းမှာတော့ escalator အခရတင်ချာနဲ့ပတ်သက်တဲ့ခက်ခဲတဲ့ပုံစံတပုတ်ကိုចောင်းသားတွေကိုရှင်းခိုင်းခဲ့ပါတယ်။တယောက်မှမရှင်းနိုင်ပဲခက်တွေ့နေခဲ့ပြီးလက်လျှော့လိုက်ကြတော့မဲ့ချိန်မှာတော့စာသင်ခန်းထဲကိုအနာတယောက်ပြန်ရောက်လာပြီးပုံစံကိုဖြည့်ရှင်းပြသွားခဲ့ပါတယ်။သူမရဲ့ကြွမ်းကျင်မှုကိုចောင်းသားတွေကလည်းတိမှတ်ပြုပြီးချီးကျူးခဲ့ကြပါတယ်။အဲ့နောက်မှာတော့ escalator သူလုလုခဲ့ဘူးတဲ့ကွန်ပျူတာကုမ္ပဏီကိုចောင်းသားတွေကိုလေးလာရေးခီးခေါ်သွားခဲ့ပြီးလက်တွေ့ဘက်မှာတင်ချရဲ့သုံးဝင်ပုံတွေကိုပြသခဲ့ပါတယ် အဲ့နောက်တငယ်ချင်းတယောက်ရဲ့သမီးတက်နေတဲ့ထက်တန်းကြောင့်မှာကဲကူလက်တင်နေပြီဆိုတာကိုသိခဲ့ရပြီးသူ့ကျောင်းသားတွေကိုပါကဲကူလက်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တက်တင်လူမျိုးပတ်ဝန်းကျင်ကကျောင်းနေမှာဒီလိုကဲကူလက်တင်ပေးတာရန်ကိုရှားပေမဲ့ SKL တေကတော့သူ့ကျောင်းသားတွေကြမ်းကျင်လာလိမ့်မယ်ဆိုတာကိုယုံကြည်နေခဲ့ပါတယ်။ဒီကိစ္စကိုကျောင်းဝန်ကြီးကိုတင်ပြခဲ့ပြီးတဆက်ထဲမှာပဲသူ့ကျောင်းသားတွေကိုစာတင်နဲ့ပြင်ကောလိပ်ဝင်ခွင့်ရစီဖို့အစင်းမြင့်စာမေးပွဲကိုကျင်းပပေးစီခြင်းကြောင့်ပြောလာခဲ့ပါတယ်။ဒါမဲ့ Miss Audiga ကစကားဖြတ်ပြောလာခဲ့ပါတယ်။အဲ့ဒီစာမေးပွဲကိုတချို့ဆရာဆရာမတွေတော့မဖြေနိုင်ဘူးလို့ပြောပြီး SK Lady ရဲ့ចောင်းသားរីតាအောင်မယ်ဆိုရင်သူမယာရူကနှုတ်ထက်သွားမယ်လို့ထီတောင်ပြောလာခဲ့ပါတယ်။အဲ့လိုစိန်ခေါ်မှုမျိုးကိုကြိုက်တဲ့ပြင်ចောင်းရဲ့ကိုယ်သိခါလဲတက်ချင်နေတဲ့ចောင်းဦးကြီးကတော့ SK Lady တောင်းဆိုတဲ့ချက်တွေကိုလိုက်ရောပေးလိုက်ပြီးစင်မြင့်စာမီးဝဲကျင်းပဖို့ပါသဘောတူပေးလိုက်ပါတယ်။နောက်ထပ်ဇဝင်ကံမှာတော့ SK Lady ကသူចောင်းသားរីကိုပုံမှန်တန်းချိန်ထက်စော်ပြီးနောက်ကျပြီးချိန်ပေါ်រីတင်ပေးဖို့ဆုံးဖြတ်လိုက်ကသဘောတူမှုတူစာချုပ်ကိုဝေပေးလိုက်ပါတယ်။အလုံးကသဘောတူကြပါမယ်။ចောင်းသားတယောက်ကတော့မိသားစုစီးပွားရေးအတွက်ចောင်းစင်းချိန်မှာလှုပ်ဝင်လှုပ်ချင်သေးတာကြောင့်တုံဆိုင်နေခဲ့ပါတယ်။ ဒါကြောင့် SK Ledia အဲကြောင်းသားနဲ့နှစ်ယောက်တည်းတွေ့ခဲ့ပြီးစိတ်ခွန်အားဖြစ်စီမဲ့အကြောင်းအရာတစ်ခုနဲ့ဥပမာပေးကပညာရေးကိုရွေးချယ်ဖို့ကြံပေးခဲ့ပါတယ်။နောက်ထပ်ဇဝင်ကမ်းမှာတော့ SK Ledia ရဲ့အကြောင်းသားအရောက်တိုင်းကကဲကွေးလက်ကို special တင်နေရပြီဖြစ်ပါတယ်။ SK Ledia ရဲ့မိသားစုကတော့ SK Ledia ရဲ့လုပ်တွေအစမတန်များမှုပေါ်ကြည့်ပြီးစိုးရိမ်နေခဲ့ကြပါတယ်။ဒါပြင်ကျွန်တော်တို့သိခဲ့ရတာက SK Ledia ဒီလောက်အကြောင်းသားတွေပေါ်သူ့ရဲ့အချိန်တွေအများကြီးပေးထားရတဲ့ကြားကအားတဲ့အချိန်ဆိုနိုင်ငံရရက်ကနေလာတဲ့ရွှေပြောင်းနေထိုင်သူတွေကိုအင်္ဂလိပ်စာသင်ပေးနေပြန်ပါသေးတယ်။ ဒီလိုနဲ့တရက်မှာတော့အင်္ဂလိပ်စာသွားသင်ပြီးပြန်မှာရုတ်တရက်နှလုံးထဖောက်လာလို့ဆေးရုံတင်လိုက်ရပါတယ်။အဲနောက်ဆရာဝန်ကသူ့ကိုတလားလောက်နားယူရမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အစင်းမြင့်စာမေးပွဲဖြေဖို့နှစ်ပတ်လိုမှာ escalate မရှိတော့တဲ့အတွက်ចောင်းသားတွေကစိတ်သက်တွေကြကုန်ပါတော့တယ်။စာမေးပွဲဖြေဖို့ရန်ကိုကက်ခဲနေတဲ့အချိန်ចောင်းဦးကြီးကဘာမဆိုင်ညာမဆိုင်ဂီတဆရာကိုစားထုတ်လိုက်တော့ပူဆိုးကုန်ပါတယ်။နောက်ထပ်ဇက်ဝင်ကဲမှာတော့တလားနားခိုင်းထားပေမဲ့လည်းရက်နှင်းကတည်းကနားပြီး escalate တွေကသူ့ចောင်းသားတွေစီကိုပြန်လာခဲ့ပါတယ်။အဲနောက်မှာတော့ escalate ရဲ့တင်ပြမှုနဲ့ចောင်းသားတွေအကုန်လုံးအစင်းမြင့်စာမေးပွဲကြီးကိုအောင်မြင်သွားခဲ့ပါတယ်။ ကျောင်းရဲ့ဂုံတိခါလည်းမြင့်တင်သွားခဲ့ပြီးကျောင်းဝကြီးကလည်းသူတို့ကိုဂုံပြုတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုနဲ့အောင်ပွဲခံမှုဟာကြာကြာမခံခဲ့ပါဘူး။စာမေးပွဲစီစစ်ရေးကုမ္ပဏီကသူတို့ရဲ့ဖြေလွှာရေးမှာတူညီတဲ့မားရီပါနေတဲ့အတွက်ကျောင်းသားတွေကိုကူချထားတာလို့ဆွဆွဲခဲ့ပါတယ်။အဲနောက်ကုမ္ပဏီဘက်ကအရာရှိနှစ်ယောက်ဖြစ်တဲ့ဒေါက်တာပိရိနဲ့ဒေါက်တာရာမီယာတို့ကိုစာမေးပွဲခန်းနဲ့စာမေးပွဲဖြေလွှာရေးကိုစစ်ဆေးဖို့ကာဖီကျောင်းကိုလွှတ်ခဲ့ပေမဲ့ကူချတယ်လို့တန်တရားဖြစ်စရာဘာသက်သေတခုမှရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်သူတို့တွေကចောင်းသားတွေကိုခန်းတကူတွေကိုခေါ်သွားပြီးဖိအားပေးတဲ့နေနဲ့ခိုးချတယ်ဆိုတာကိုဝန်ခံဖို့တွန်းအားပေးနေခဲ့ပါတယ် ဒါမဲ့ចောင်းသားတွေကတကယ်မှခိုးမချထားတဲ့အတွက်ဝန်ခံစရာလည်းမလိုတဲ့အခါဒေါက်တာပြည့်ရတို့လက်လျှော့ပြီးပြန်သွားခဲ့ကြပါတယ်။သူတို့ထွက်သွားကြတဲ့အချိန်မှာတော့ចောင်းသားတွေကသူတို့ရဲ့ပညာရေးပေါ်យោသားမှုကိုတီပါလာတဲ့အတွက်မလွယ်ပါလားလို့တွေးနေခဲ့ကြပါတယ်။ SK Ladia သူတို့လေးတွေကိုနှစ်သိမ့်ပေးပေးမယ်။သူကိုယ်တိုင်ကိုကဒီကိစ္စကိုဘယ်လိုဖြေရှင်းကင်တွေရမလဲဆိုတာကိုမသိသေးပဲဖြစ်နေခဲ့ပါတယ်။ SK Ladia Miss Audica စီသွားပြီးဒီကိစ္စကိုဘယ်လိုမြင်လဲသွားမိတဲ့အခါ Miss Audica ကိုယ်တိုင်ကသူ့ចောင်းသားတွေကိုမယုံကြည်ဖြစ်နေတဲ့အတွက်ပုံပြီးစိတ်ထိခိုက်နေခဲ့ပါတယ်။အဲဒီနောက်သူကားစီကိုသွားတဲ့အခါကားပါပျောက်သွားလို့ဘူပြေးအိမ်ကိုပြန်လာခဲ့ပါတယ်။ ရောက်တော့သူကားကိုခိုးသွားတာတခြားသူမျိုးပဲသူတို့ဘက်ဒီမှတိခဲ့ရပါတယ်တကယ်တော့သူတို့ဘက်တွေကကားခိုးသွားတာမျိုးပဲသူမသိအောင်တိတ်တိတ်လေးယူသွားပြီးသူ့ရဲ့ကားဟောင်းကြီးကိုပြန်ရွှန်းပေးတာပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့သူတို့ဘက်တွေကသူ့စီကိုကားပြန်လာပေးခဲ့ပါတယ်ပထမတော့အန်ဟောသွားခဲ့ပြီးနောက်တော့ PD တွေပါဖြစ်လာကငါမင်းတို့ဘော်ဘယ်တော့မှလက်မလျှော့ဘူးလို့တပည့်တွေကိုပြောခဲ့ပါတယ်ဒါကြောင့်နောက်တစ်နေ့မှာတော့ဒေါက်တာပီရက်တို့စီကိုသွားပြီးဆွဆွဲရအောင်ခင်ဗျားတို့မှတက်တည်ရှိလားလို့ပြောခဲ့ပါတယ်ဒေါက်တာပီရက်ကအဖြေလာရင်းမှာမားရီတူနေတာကတက်တည်ပဲလို့ပြောတော့ SK လက်ထက်ကဆရာတယောက်ထဲနဲ့စာသင်ခန်းတစ်ခုထဲမှာသင်ရတဲ့ကျောင်းသားတွေဟာဒီလိုမှားတဲ့အမှားတွေတူနေတာကတော့အစမ်းမဟုတ်ပါဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ဒေါက်တာပီရက်တို့ကဘာသက်တည်မှမရှိပဲကျောင်းသားတွေကလက်တင်လူမျိုးတွေဖြစ်နေလို့ဒီလိုခိုးခြားတတ်တာလို့ပြောလာခဲ့ပါတယ်။ဒီလိုလူမျိုးရေးခွဲခြားတာကို SK လက်ထက်ကဒေါသထွက်သွားပြီးစာမီးဝဲစစ်ဆေးရေးကော်မတီကိုစိတ်ပြက်သွားကပြန်သွားခဲ့ပါတယ်။ ဒါမဲ့အခဲမကြေသေးတဲ့ escalator ကကျောင်းသားတွေနဲ့တိုင်ပင်ပြီးဒီလူမျိုးကြီးခွဲကြတဲ့စနစ်ဆိုးကြီးကိုစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ကိုဆွဆွဲနေတာတွေကိုခြေပောက်ဖို့သူတို့ကျောင်းသားတွေကိုစာမေးဝဲစစ်ဆေးရေးကုမ္ပဏီကိုရိုင်းရဲ့စာမေးဝဲခန်းစစ်ဆေးမှုအောက်မှာစာမေးဝဲပြန်ဖြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီနေ့ကစလို့ကျောင်းသားတွေမကောင်းကောင်းရောက်အောင်သူ့ချိန်တွေရင်ပြီးကူညီပေးခဲ့ပြီးစာမေးဝဲမဖြေခင်တညာလုံးလဲသူ့အိမ်မှာညစာချင်းကဲကူလဲပုတ်စာတွေကိုကူညီဖြည့်ရှင်းပေးနေခဲ့ပါတယ်။နောက်တနေ့မှာတော့ကျောင်းသားတွေစာမေးဝဲခန်းထဲဝင်သွားတဲ့အချိန် escalator ရင်းနေခုန်ပြီးသူ့ရုံးခန်းထဲကနေစောင့်နေခဲ့ရပါတယ်။ နောက်ဆုံးစာမေးပွဲစပြည့်တဲ့အချိန်မှာတော့ចောင်းသားတွေကယုံကြည်မှုအပြည့်နဲ့ပြည့်စုံနေခဲ့ကြပါတယ်။မိကုံးကပုံမှန်ထက်ပိုခဲ့ပေမဲ့ចောင်းသားတွေရဲ့ကြိုတင်ပြင်ဆင်မှု SK လက်တီရဲ့အားထုတ်မှုတွေကြောင့် AACC ပဲပြင်နိုင်သွားခဲ့ကြပါတယ်။တစ်ဖက်မှာ SK လက်တီကတော့စာမေးပွဲရလဒ်တွေကိုယင်းတထိတ်တွေနဲ့စောင့်နေရင်ចောင်းမှာကွန်ပျူတာရောက်နေပြီဆိုတဲ့သတင်းကိုကြားခဲ့ရပါသေးတယ်။အဲဒီနောက်ចောင်းဦးကြီးစီစာမေးပွဲရလဒ်နဲ့ပတ်သက်လို့ဖုန်းလာတဲ့အခါចောင်းသားတွေအားလုံးစံထားလောက်တဲ့အမှတ်တွေနဲ့အောင်မြင်သွားခဲ့တဲ့အတွက် SK လက်တီဝမ်းသာပီတိဖြားသွားခဲ့ရပါတယ်။ရုပ်ရှင်ရဲ့အဆုံးမှာတော့ SK လက်တီကဝမ်းသာပြီးចောင်းဦးကြီးရုံကန်လေးကိုထွက်သွားတဲ့အချိန်စာတမ်းလေးတစ်ခုထိုးလာခဲ့ပါတယ်။ အဲ့ဒါကတော့ SKLT တင် जा ပြည့်တဲ့နောက်ပိုင်း1982ခုနှစ်ကနေ1989ခုနှစ်ထိကာဖီကျောင်းတော်ကြီးမှာ SKLT ဘာသာရပ်ကိုအောင်တဲ့သူ16ယောက်ကနေ89ယောက်ထိတဖြည်းဖြည်းတိုးတက်လာခဲ့ကြောင်းဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။